အမလေးရှင်အလောက်ကနေပြန်လာပြီလားဒါဆိုရင်တော့အမြန်ဆုံးခြေလက်မျက်နှာဆေးလိုက်တော့ရှင်ကျမရှင်အတွက်ထမင်းပွဲပြင်ဆင်ပေးလိုက်မယ်နော်ထမင်းရနောက်မှစားလဲရပါတယ်ကွာအပြင်လေးပါလေးထွက်ပြီးအကြော်လေးပါလေးသွားစားကြရအောင်လေအပြင်ထွက်ပြီးရော အပြင်ရမောက်တွေစားကျင်စိတ်ပေါက်နေလို့မဟုတ်တော့အမေသိရင်ဒေါသထွက်နေပါလေအောင်မယ်ရှင်ရှင်ရလေတကယ်ပဲဒီအချိန်မှာအမေဖြစ်သူအိမ်ခန်းတဲကနေထွက်လာခဲ့ပြီးသူတို့နှစ်ယောက်ပြောနေတဲ့စကားတွေကိုကြားသွားခဲ့ပါရီ ်ချွေးမလေးရဲ့သူသွားခြင်းနဲ့ဆိုရင်တော့လိုက်သွားလိုက်လေသူလည်းအနေနဲ့အတူတူအချိန်လေးပါလေဖြောင်းချင်လို့ဖြစ်မှာပေါ့နင်တို့လက်ထပ်ပြီးကလေးကဘယ်နေရာမှလည်းအတူတူမသွားကြရသေးဘူးမလားအဲဒီတော့နင်တို့အပြင်လေးပါလေထွက်မောက်လေးပါလေသွားစားရှောက်လေလာခဲ့ကြရခမဖြစ်သူကခွင့်ပြုပေးခဲ့တဲ့အခါမှာတော့လင်မယားနှစ်ယောက်သာအပြင်ကိုထွက်ပြီးမုတ်သွားစားကြပါရီ။ယောက်ျားဖြစ်သူကစပိန်လေးစီးပြီးသွားနေခဲ့ပြီးမိမကတော့အနောက်ကနေလိုက်သွားတာပေါ့။ငါလာခဲ့ပါလို့ခေါ်တော့ကကြတော့မလာဘူး။ အမေရလိုက်သွားလို့ပြောတော့မှပဲလိုက်ခဲ့ရဟုတ်လားရှင်ရလဲရှင်အမေရခွင့်ပြုချက်မရဘူးဆိုရင် ကျမဘလို့လွတ်လာလို့ရမှာလဲဒါရီအားလုံးထားလိုက်ကြမှာဒီနေ့မှထူးထူးဆန်းဆန်းကျမအရန်တွေချစ်နေရပေါ့ကျမအပြင်လေးပေါ့လေထွက်ပြီးမဟုတ်တောင်ကျွေးနေရဆိုတော့ထူးဆန်းလိုက်တာရာဇူးလေသူငါ့ကိုခဏခဏပြောနေတာသူ့မိမနဲ့အတူတူဘဲဟိုသွားတယ်ဘာသွားစားတယ်ဆိုတော့ငါလည်းငါ့ရဲ့မိမကိုပြောရှင်းအောင်ထားပေးအောင်မပဲဆိုပြီးတော့တတိယလာတာနဲ့အတူတူခေါ်သွားနေရပေါ့အမလီလက်ထက်ထားတာတစ်နှစ်တောင်ပြည့်ရောမယ် အခုအချိန်ထိရှင်ကျမအရင်တုန်းကလိုမျိုးပဲချစ်သေးလားအယူမလေးရဲ့အချိန်တွေကုံဆုံးသွားတယ်အမယအချစ်ဆိုတာညော့သွားတာမှမဟုတ်တာအချိန်တွေဘလောက်ပဲကုံကုံအချစ်ဆိုတာမညော့ဘူးလေဒီလိုနဲ့လေတိုက်နေတဲ့ညနေခင်းလေးမှာသူ့မိမကိုစပိန်ပေါ်တင်ပြီးသူကတော့သင်းလေးဆိုရင်တွားနေခဲ့ပါရဲ့နှင်းရောင်အရောက်ဝမ်းသာပျော်ရွှင်နေကြတာပါသူတို့တွားနေနေရုတ်တရက်အရှိအနေစိုက်ကဲတစီဖြတ်ဝင်လာခဲ့ပြီးမတော်တဆမှုဖြစ်သွားခဲ့တဲ့အခါမှာတော့ယောက်ျားဖြစ်သူနေရာမှာပဲပွဲချင်းပြီးတည်ဆောင်းသွားခဲ့ပါရဲ့ အမျိုးသမီးကတော့ဒဏ်ရာအနေနဲ့သာရရှိသွားပါရယ်ခနာအကြမှာတော့ယောက်ျားဖြစ်သူရဲ့အလောင်းကိုအိမ်ကိုတည်ယူလာခဲ့ကြပါရယ်မိမဖြစ်သူကတော့တစ်ချိန်ကုန်လုံးကိုပဲငိုနေခဲ့ရပါ့။ရှင်ဘာလို့ကျမကိုထားသွားရတာလဲ။ကျမကဘာဖြစ်လို့တယောက်တည်းထားရခဲ့ရတာလဲ။ရှင်မရှိဘဲနဲ့အခုကျမဘလို့ရက်တည်နေထိုင်ရတော့မလဲ။ဘလို့နေရမလဲ။ရှင်ပြောတော့ကကြတော့ကျမကိုတကယ်ချစ်ပါရယ်ဆို။တကယ်ချစ်တယ်ဆိုရင်ဘာဖြစ်လို့ကျမကိုတယောက်တည်းထားသွားရတာလဲ။အဲ့လိုမလုပ်ပါနဲ့။အခုလိုမျိုးထားမသွားပါနဲ့နော်။ ရှင်ကျမစီကိုပြန်လာခဲ့ပေးပါရှင်မရှိဘဲနဲ့ကျမဘလုံးမနေနိုင်မှာမဟုတ်ဘူးခဏကြာမှာတော့ယောက်ျားဖြစ်သူကိုမီရှုတ်တချို့ပေါ်အတွက်လူတွေရောက်ရှိလာခဲ့ပြီးခေါ်ဆောင်သွားခဲ့ကြပါတယ်ဒီလိုနဲ့ရက်တွေဖြည်းဖြည်းကုန်ဆုံးသွားခဲ့ပြီးစာခရှိကတော့တယောက်ကြာကိုပဲတစ်ချိန်အကုန်လုံးလွမ်းနေခဲ့ပါတယ်စာခရှိရဲ့ရခမအိမ်မှာနောက်ထပ်မိသားစုဝင်တွေအများကြီးလည်းရှိကြပါတယ်မိဘရင်တော်သူတွေကရောက်ရှိလာခဲ့ကြပြီးတမီးလေးကိုပြန်ခေါ်သွားဖို့အတွက်ပြောဆိုကြပါမယ်။"သူမမလိုက်ခဲ့နိုင်ဘူး"ဆိုပြီးတခါတည်းညင်းဆိုလိုက်ပါတယ်။ ဒီလိုနဲ့ပဲအချိန်တွေကတဖြည်းဖြည်းကုန်ဆုံးသွားခဲ့ပါတယ်။တရမရှိုးပါအတွေ့အကြုံပြောပါရစ်။သားလေးကွယ်လွန်သွားခဲ့ရာအယောက်ကြာနေပြီမလား။ကျမတို့ချွေးမလေးအတွက်တခုခုစဉ်းစားပေးမှဖြစ်မယ်နော်။သူပဲအချိန်အထိဘဝကိုဒီပုံစံအတိုင်းရှင်သန်နေထိုင်သွားမလဲ။တယောက်ထင်နေထိုင်ရတာဘယ်လောက်ထိခက်ခဲလဲဆိုတာကျမသိရဲ့။သူရဲ့အသက်ကလည်းငငယ်လေးပဲရှိသေးရမလား။ဒါပေါ့မင်းပြောတာမှန်တယ်။ဘယ်အချိန်အထိချွေးမလေးငါတို့ကိုအလောက်ကျွေးပြုတ်စုပြီးဒုက္ခခံပြီးနေနေမလဲ။ နောက်ထပ်လအနေငယ်ကြမှာငါသားငယ်လေးကိုလည်းငါလက်ထပ်ပေးရမယ်။ချွေးမအစ်တလေးရောက်လာတဲ့ခါကြလို့ရှင်တော့ငါတို့နဲ့အတူတူနေလို့ရတယ်။အိမ်မူကိစ္စတွေအားလုံးသူ့လုပ်ပေးလိုက်မယ်။ဒီနောက်တို့ကလည်းနောက်အိမ်အောင်ပြုတ်ပေးဖို့အကြောင်းစာရှိကိုပြောဆိုခဲ့ကြပါရစေ။ချွေးမအကြီးကတော့လုံးဝသဘောမတူခဲ့ပါဘူး။သူမနောက်အိမ်ကြမပြုတ်နိုင်ဘူးဆိုပြီးတော့ပဲညင်းဆိုခဲ့ပါရစေ။ကျမဒီမှာပဲနေချင်တယ်။ဘယ်ကူမှလည်းမတော်ချင်ဘူး။ဒီအိမ်ကနေကျမဘယ်တော့မှထွက်သွားနိုင်လိမ့်မယ်လို့မထင်ဘူး။ဒီအိမ်မှာကျမယောက်ျားနဲ့အတူတူအမတ်တရားတွေအများကြီးပဲရှိတယ်။ ျမဒီမနေနေရောသူ့နာမနေနေရတယ်လို့ခန်းစားရတယ်။ချွေမလေးရဲ့စကားလေးကိုကြားခဲ့ရတဲ့အခါမှာတော့ရခတိနဲ့ရခမနှစ်ယောက်လုံးကလည်းတတော်လေးဝမ်းနေသွားခဲ့ကြပါရဲ့။ဒါပေမဲ့လည်းဘာမှတော့ပြန်မပြောခဲ့ပါဘူး။နဝင်းဆိုတဲ့ကောင်လေးကိုတွေ့ခဲ့ရတဲ့အခါမှာနှစ်ယောက်သားအတွေ့တစ်ခုတည်းကိုပဲအပြိုင်ချူတွေ့ခဲ့ကြပါရဲ့။ရှင်လည်းကျမတွေ့နေရအရာကိုပဲတွေ့နေရလား။အေးဟုတ်တယ်ဒါပေါ့။ဒါကြောင့်သူတို့ကအရင်ဆုံးကောင်လေးနဲ့စကားတော့ပြောခဲ့ကြပါရဲ့။မင်္ဂလာကောင်းမွန်တဲ့မင်္ဂလာတယောက်ဖြစ်ပါရဲ့ဒါကြောင့်ကောင်လေးကလည်းမင်္ဂလာကိစ္စကိုသဘောတူလက်ခံသွားပါရဲ့ ဆာခရှိကလည်းဂျန်နနီအောင်မတော်ချင်တဲ့အတွက်ကြောင့်မလို့မင်္ဂလာပွဲကိုသဘောကျလိုက်ပါရီဒီလိုနဲ့နေ့တော်အမြန်ဆုံးလက်ထပ်ခဲ့ကြပါရီသူကတော့အနည်းဆုံးမှရှိတဲ့စောက်လော်ရီလုံကန်းခွင်တစ်ခုမှအလုံးလုံးနေခဲ့ရပါသူအလုပ်တွေအရန်ကိုပြန်မလာခဲ့တဲ့အခါမှာတော့အရက်တိအစားတောက်စားလာခဲ့ခြင်းအရက်တမလုံးလုံးဖြစ်သွားခဲ့ရပါရီဒါကြောင့်သူနေ့စဉ်တိုင်းအရက်မူးယူအောင်တောက်ပြီးမှအိမ်ကိုပြန်လာကြပါရီအိမ်ကိုပြန်လာတဲ့အခါတိုင်းမှာလည်းသူရဲ့မိမကိုသူရိုက်ပါရီအမေကေမောင်အမေရဲ့ဒီမှာသူကျမကိုရိုက်နေတယ်အမေ ရောက်မှဖြစ်တော့ရောက်ရှိလာခဲ့ပြီးကဲတင်ပေးခဲ့ပေမဲ့အခုဆိုရင်တော့ဒါရီကနေစဉ်နေတိုင်းလိုလိုဖြစ်နေခဲ့ပါပြီ။ဒီလိုနဲ့နောက်ဆုံးမှာတော့နဝင်းကိုအိမ်ကနေတူတူမောင်းထုတ်ခဲ့ကြပါရယ်။အမေကြီးကတော့ကျမရဲ့ကံကဆိုးရနေတူပါရယ်။ကျမရဲ့ကံမှာယောက်ျားကောင်းရဖို့အတွက်ဘယ်တော့မှကံပါမလာခဲ့ဘူး။ကောင်းမှုနဲ့ယောက်ျားကိုရခဲ့တုန်းကလည်းအစိုးရကွယ်လွန်သွားခဲ့။နောက်အိမ်ထောင်ပြုတော့လည်းဘာထူးသွားလို့လဲမကောင်းတဲ့ယောက်ျားနဲ့တွေ့နေရတယ်။ကျမကဘဝမှာယောက်ျားတယောက်စီကအချစ်ကိုရဖို့အတွက်ကံမပါခဲ့ဘူးအမေ။ ကျမတို့တကယ်ချစ်တဲ့ယောက်ျောက်ဖရာသခင်ကလူချူသွားခဲ့။ကျမရဲ့နောက်အိမ်တော်ကိုလည်းကြည်ပောင်းပထမတော်ကလူကောင်းတယောက်လက်ထပ်ပြီးတော့မကောင်းတဲ့သူဖြစ်သွားတယ်။နောက်တော့နိုဗင်းကောင်တိုင်းကလည်းအလုံးမလုံးတဲ့အတွက်အိမ်မှာစားတောက်ဖို့အတွက်တောင်မရှိတော့ပါဘူး။အမေဒီနေ့ကျမဘာချက်ရမလဲ။အိမ်မှာချက်ဖို့အတွက်ဘာမှလည်းမရှိတော့ဘူး။အေးပါချွေးမလေးရဲ့ငါခြံထဲရနေပြီးတော့တရက်ဒီအစိမ်းတွေခိုးလာခဲ့မယ်လေ။အဲ့ဒါလေးကိုပဲနေအချင်းတုပ်လေးတုပ်လိုက်တော့အဲ့ဒါနဲ့ဂျုံတွေရှိသေးတယ်မလား။ရိုတီလောက်ပြီးသွားရင်ငါတို့စားကြမယ်။ ရခမဖြစ်သူကခြံထဲမှာရှိတဲ့တရက်ပင်ကတရက်ဒီအစိမ်းတွေကိုခူးယူလာခဲ့ပေးပါတယ်ပြီးတော့သူတို့ကလည်းအချင်းကျိတ်ပြီးစားတော့ကြပါတယ်နောက်နောက်ရှိသွားခဲ့တဲ့အခါမှာတော့အမေဒီနေ့ဘာဆက်ပြီးတော့ချက်ရမလဲဆိုတော့ကျမဖြစ်လုံးဝနားမလဲတော့ဘူးခြုံတော့မရှိတော့ဘူးအမေရဲ့ခြုံကုန်သွားပြီဒီနေ့ကျမတရက်ဒီအစိမ်းနဲ့အကြော့ကြော့ပေးရင်ကောင်းမလားဆိုပြီးတော့စဉ်းစားနေရအမေတို့လည်းထမင်းစမြိန်သွားတာပေါ့မနေ့ကတော့ကလည်းဘယ်သူမှထမင်းကောင်းကောင်းမစားကြဘူးလေအိမ်မှာပဲမုတ်တွေရှိသေးတယ်မေရဲ့ပဲမုတ်အစိမ်းနဲ့ပဲကျမကြော့ပေးလိုက်မယ်နော် ။စောက်ချီကမိဖို့ခံနေဝင်သွားခဲ့ပါရီ။ပြီးတော့လည်းသူမပဲမုံနဲ့မုံအနှစ်လောက်လိုက်ပြီးနောက်မှာတော့တရတီအစိမ်းလေးကိုထည့်ခဲ့ပါရီ။သူမအားလုံးစားဖို့အတွက်အကြောပူပူလေးကိုအများဆုံးကြော်ပေးခဲ့ပါရီ။ဒါပါရီလှုပ်ထားရလဲရောင်မရတခဲပါပဲ။မနေ့ကတော့ကတရတီအချင်းတောက်တယ်။ဒီနေ့ကျတော့တရတီကိုကြော်ထားပြန်ပြီ။တရက်ဒီကချင်ပါရဲဆိုနေမှာမဆလာရီနဲ့ဘာရီကြော်ထားမှန်းကိုမသိဘူးမဆောင်းမဆောင်းကျမမစားခြင်းဟောတော့ချက်ချင်းရှူသွားလိုက်တော့ကဲဒါဘလို့ပြောနေရလဲတမီး မီးရောက်မှသမီးစားဖို့အတွက်ဆိုပြီးတော့တီးတန့်ကိုလှုပ်ပေးထားတာအိမ်မှာဘာမှမရှိဘူးနင့်အကိုကလည်းပတ်စံရှာတာမဟုတ်ဘူးလေရှိတာလေးနဲ့အစင်ပြေအောင်လှုပ်ထားပေးအောင်ကြီးမြမနေနဲ့စားစရာရှိတာစားသူလည်းစိတ်ပြည့်စွာနဲ့အကျော်တွေကိုစားခဲ့ပါရီပြီးတော့ဒေါသတစည်းနဲ့အခန်းထဲဝင်သွားခဲ့ပါရီစက္ကီကလည်းပဲအချိန်အထိဒီလိုမျိုးနေနေရမှာလဲဆိုပြီးတော့စဉ်းစားနေခဲ့ပါရီတခုမဟုတ်တခုတော့သူတို့ကျင်းတီပေါလို့ရတော့မှာပါငါရဲ့တားငယ်လေးဒီလောက်တောင်မှစိုးသွမ်းသွားလိမ့်မယ်လို့ငါဘယ်တော့မှမထင်ထားခဲ့ဘူး ဘလို့မဆိုအပြင်မှာနေရတာအဆင်မပြေတော့သူအိမ်ကိုပြန်လာမယ်ဆိုပြီးတော့ထင်ထားတာသူကတော့အိမ်ကနေမောင်းထုတ်လိုက်ပြီးခဲ့ကပြန်ကုန်းမလာဘူးဒီနေ့ဆိုရင်သုံးလပြည့်ပြီချွေးမလေးရေငါတို့တခုမဟုတ်တခုလုံးမကိုဖြစ်တော့မယ်ဒီပုံစံတိုင်းဆိုရင်တော့ငါတို့မိသားစုဘလို့နေထိုင်ကြမလဲအမေညနေစောင်းတော့မယ်ညစာလည်းပြင်ဆင်ရတော့မှာကျမဘာချက်ရမလဲဘာရှိသေးလို့လဲချွေးမလေးရေဘာတော့ချက်ကြမလဲအမေမိဖို့ကန်ထဲမှာပဲနေနေရှိသေးတယ်ဟလဝါထုံးမယ်ဆိုပြီးတော့သူယူလာခဲ့ပေးရလေး ကျွန်မအဲ့ဒီဘဲတွေကိုဒီအတိုင်းပဲထပ်ထားတယ်။အဲ့ဒီဘဲတွေကိုကြိုက်ပြီးတော့ကျွန်မတရက်တီပြန်ကြော်ကြည့်ရမလားယင်။ကျွန်မရောင်မလေးလည်းအရသာတွေ့ပြီးတော့ကြိုက်တော့ပါလိမ့်မယ်။ဒီနောက်ကျွန်မကလည်းမိဖို့ခံနေဝင်သွားပြီးနောက်မှာတော့တရက်တီတွေကိုပုံစံတစ်မျိုးနဲ့ပြန်ကြော်လိုက်ပါရီ။ခဏကြာမှာတော့တရက်တီကြော်ရရလို့စားတော့ကြပါရီ။ဒီနေ့တရက်တီကြော်ကပထမတရက်နဲ့မတူအရန်စားကောင်းပြီးအရသာရှိလိုက်တာ။ဒီနေ့တကယ်အရသာရှိတဲ့ကြော်တွေကိုကြော်ခဲ့တာပဲ။ဟုတ်တယ်ဒီနေ့ဘဲတွေကိုငါကိုယ်တိုင်ကြိုက်ပြီးတော့ကြော်ထားပေးရ။ကောင်းတယ်ကြွကြွရွာလေးနဲ့ဝါလို့အရန်ကောင်းတယ်။ ကျမပြောပြမယ်ဒီပုံစံအတိုင်းပဲစပြီးတော့လုံလိုက်တော့အကြော်ရောင်းမယ်ဆိုရင်တော့မအောင်မြင်မှချိန်နေတယ်ဒီစကားကိုကြားတာနဲ့တမယောက်ကမနှစ်ယောက်သားတယောက်မျက်နှာတယောက်ကြည့်နေခဲ့ကြပါတယ်ခဏကြာမှတော့အိမ်နီးချင်းစီကပတ်စံအနေငယ်ချီးယူပြီးအလုပ်လေးစတင်လုပ်ကိုင်ကြပါတယ်ရားတဲ့ပတ်စံလေးနဲ့အကုန်ဆုံးဆိုင်ကိုတော်ပြီလို့အပ်တဲ့ပစ္စည်းတွေအားလုံးဝယ်ယူခဲ့ရပေါ့ခြံထဲမှာရှိတဲ့တရက်တီအစိမ်းတွေကိုလည်းသူတို့ခိုးယူခဲ့ကြပါတယ်ချွေမလေးကလည်းပြင်ဆင်စရာရှိတာအားလုံးပြင်ဆင်ပြီးတရက်တီတွေကိုလှည့်ဖြတ်ထားပါတယ်မောင်အနှစ်ကိုသူမကိုယ်တိုင်လုပ်ခဲ့ပြီးနောက်မှာတော့အကြော်တွေကိုကြော်ခဲ့ပါတယ် ရခမဖြစ်သူကိုရိုင်းကပဲအကျော်တွေကိုတွေ့ရောက်ပေးခဲ့ပါတယ်။သူကချင်းလေးထဲမှာအကျော်တွေကိုထည့်ပြီးနောက်မှာတော့ရက်ွက်ထဲမှာလိုက်ရောင်းတာပါ။အကျော်ရမယ်နော်အကျော်ရမယ်။တရက်ဒီကျော်ရမယ်။တရက်ဒီကျော်ပူပူလေးရမယ်။တခါစားပြီးတော့အရတော့အရန်ကြိုက်သွားမှာဒီလိုနဲ့သူအော်ပြီးလိုက်ရောင်းတဲ့အခါမှာလူတွေကလည်းထူဆန်လွန်တဲ့အတွက်ဝယ်စားကြပါတယ်။စားနေတဲ့သဘောကြကုန်တာပေါ့။အိမ်မှာချွေးမလေးကကြော်ရီကိုကြော်ပေးပြီးရခမဖြစ်သူကကြော်ရီကိုလိုက်ရောင်းပါရီ။ရှေ့အနေငယ်ကြသွားတာနဲ့အမြတ်တွေစတွင်ရေးတွက်လို့ရပါပြီ။ ဒီလိုနဲ့နေရရတွေကုံဆုံးလာပါတယ်လူတွေကလည်းဆက်ရှိကိုရင်ကြောထားတဲ့အကြော်တွေကိုကြိုက်နေတတ်ကုန်ကြပါတယ်သူမအကြော်တွေကိုတို့တို့ပြီးအများကြီးကြော်ရတဲ့အခါမှာတော့ပြမန်းနွားနေနေခဲ့ပါတယ်တရမှာတော့ရောက်ခမဖြစ်သူကလည်းဖះအကြောင်းဝင်တစ်ခုအရှိမအကြော်အတွက်ရောင်းပါတယ်တောင်းစနေတဲ့သူတွေကြားထဲမှာသူသားငယ်လေးကိုလည်းတွေးကြရပါတယ်သူလည်းသားလေးကိုရုတ်တရက်တွေးကြရတဲ့အတွက်ကြောင့်မို့လို့ အကျော်ချင်းအောင်ပြုတ်ကြမိသွားခဲ့ပါတယ်။တားရတာဘာလို့နေရလဲ။ကျွန်တော်အရန်မားခဲ့ရမေကျွန်တော်လုံးခဲ့ရမားတွေအကုန်လုံးအတွက်ပြစ်တံကိုအခုခံနေရတာပါ။နင်ဘာဖြစ်ခဲ့ရလဲ။တားလေးဘာဖြစ်ခဲ့ရလဲ။ပြီးတော့ဘာဖြစ်လို့အိမ်ကိုပြန်မလာခဲ့ရတာလဲ။နင်းကိုမဆောင်မြော်ခဲ့တဲ့နေ့ဆိုတာတနေ့မှမရှိဘူး။ကျွန်တော်မူရွေးနေခဲ့တဲ့အချိန်မှာလူဆိုးကောင်းတွေကကျွန်တော်ကိုဖမ်းဆီးခေါ်ဆောင်သွားကြတယ်။အဲဒီနေရာမှာကျွန်တော်ကိုဖမ်းဆီးထားပြီးမကောင်းတဲ့အလုပ်တွေလုပ်ခိုင်းနေမေ။အလုံးမလုံးတော့ကျွန်တော်ရိုက်ခံရတယ်။ကျွန်တော်ကျောက်တချောင်းကိုလည်းသူတို့ချိုးပြစ်ခဲ့ကြတယ်။ကျွန်တော်လည်းဘလို့မဆိုအဲ့ဒီနေရာကနေအမြန်ဆုံးလို့အောင်ထွက်ပြေးလာခဲ့ရ။ အဲ့ဒါကြောင့်ဒီဖះเจ้าနဲ့မှာပဲနေပြီးတော့တောင်းစားနေရကျွန်တော်သူနဲ့မျက်နှာချင်းဆိုင်ဖို့အတွက်တတိမရှိလို့အိမ်ကိုမလာခဲ့တာဒီနောက်အမေရလည်းသူ့သားလေးကိုအိမ်ကိုပြန်ခေါ်လာခဲ့လိုက်ပါတယ်နိုဗင်ကလည်းသူ့ရဲ့မိမဆာခရှိကိုတောင်းပန်ခဲ့ပါတယ်ဆာခရှိကသူ့ကိုခွင့်လောက်ပေးလိုက်ပြီးသမီးရခမနှစ်ယောက်သားကြုံစားပန်းစားနဲ့ပတ်စံဆူပြီးနောက်မှာတော့နိုဗင်ကိုစေကူတာပေးပါတယ်နေပြန်ကောင်းသွားတဲ့အခါမှာသူ့ကိုယ်တိုင်အကျော်ဆိုင်ဖွင့်လိုက်ပါတယ်အားလုံးအတူတူအကျော်ဆိုင်လေးမှာလောက်ကင်ကြပါတယ်သူတို့စီပွားရေးအခြေအနေအဆင်ပြေလာတာနဲ့အများပတ်စံလည်းလိုအပ်ချက်မရှိတော့ပါဘူး တယောက်ကြောင့်လည်းအရန်ကိုချစ်လာတဲ့အတွက်ကြောင့်မလို့ဆက်ရှိလဲဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်။သူမဘွားလေးလည်းအဆင်ပြေသွားပါတယ်။